်မင်္ဂလာပါကျမကေခိုင်ပါဒီပူပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ် ကရင်ပြည်နယ်မြဝတီမြို့တောင်ဖက်ကစစ်ကောင်စီရဲ့တေဘောဘိုတက်စခန်းကို KNL KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ3ရက်နေ့မှာဝင်ရောက်တိုက်ခိုက်တဲ့အချိန်စစ်ကောင်စီတပ်ကလေကြောင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုမာပြီးဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စစ်သား30ကျော်သေဆုံးခဲ့တယ်လို့မြေပြင်တော်လေရဲ့တပ်ဖွဲ့တွေစီကသိရပါဗျာ။ YAK 130နဲ့ Winter တိုက်လေရေတွေကိုအသုံးပြုပြီးဇိုလ3ရက်နေ့နေ့လယ်တနားရီကျော်မှာစစ်ကောင်စီတပ်ကဘုံကြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတေဘောဘူအခြေစိုက်စခန်းကိုကြားရောက်ခဲ့တဲ့အတွက်စစ်သား30ကျော်တေဆုံးခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကစစ်ကောင်စီတပ်ကလေကြောင်းပစ်ကိုပေးတဲ့အချိန်လေရင်ဘုံသေးကသူတို့တက်စခန်းပေါ်ကိုကြားရောက်ခဲ့တာလို့မြေပြင်တော်လေရေတပ်ဖွဲ့ဝင်ကပြောပါတယ် တေဘောဘစခန်းကိုစစ်ကောင်းစီတက်ကမဆုတ်တန်ခန်းစစ်အဖြစ်တိဆောက်ထားတာဖြစ်ပြီးလက်ရှိစခန်းဆုတ်ခေါ်ရချိန်မှာအမှတ်30နှစ်ချင်းလင်းတန်ရင်ကနေစခန်းထိုင်ထားတာဖြစ်ပါတယ်တေဘောဘစခန်းကိုတော်လေရဲ့တပ်ဖွဲ့တွေဘက်ကဇွန်လ3ရက်နေ့ည9:00နာရီလောက်မှာအပိသက်တင်ပိုက်နိုင်ခဲ့တယ်လို့တော်လေရဲ့တပ်ဖွဲ့ဝင်တွေစီကသိရပါရဲ့ရှင် စကိုင်းတိုင်းနာဂဒေတာမှာမေလ24ရက်နေ့ကစတင်ပြီးမေလ31ရက်နေ့အထိမိုးသည်တံစော့လျှော့သွန်းခဲ့တာကြောင့်လေရှိမြို့ပေါ်ကနေအိမ်လေးလုံး MG ရောကနေအိမ်တလုံးပြိုကျခဲ့ကလဲတွေအပြင်နောက်ထပ်နေအိမ်၄လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။မိုးက၈ရက်ဆက်တိုက်တီးထံစော့လျှော့သွန်းတာကြောင့်အိမ်အောက်ခြေကိုရေတိုက်စားပြီးနေအိမ်ပျက်စီးမှုရှိခဲ့ရာမြေပြိုတာကြောင့်အဓိကလမ်း၃လမ်းနဲ့လမ်းတွေပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ ဲ့ဒီဒေတာမှာဆေးစုနှစ်မှာတစ်ကြိမ်အခုလိုဖြစ်တဲ့ပေမဲ့ဒီတစ်ခါကတော့အကြီးမားဆုံးပျက်စီးခဲ့တာပါလို့ဒေတာခန့်တယောက်ကပြောပါတယ်။မိုးရွာတာကြောင့်နေအိမ်တွေနဲ့လမ်းပေါ်ကိုမြေပြိုကျပြီးတောလာရဲခက်ခဲနေကလမ်းပြုံးပြင်ပေါ်အတွက်လည်းဆက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်ရှင်။ ခဲယူပြည့်အမျိုးသားအစီယုံဟာကရင်ပြည်နယ်မှာဒီမကပဲမြမပြည်နေရာမရွေးမှာစစ်အာဏာရှင်ကိုတိုက်ထုတ်တော်မှာဖြစ်တယ်လို့ခဲယူခေါင်းဆောင်တူကပြောပါတယ်။မောက်တူသတင်းပေးပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါကရင်ကချင်းချင်းစတဲ့တိုင်းသားလက်နက်ကိုင်တပ်တွေဟာကိုပြည်နယ်လူမျိုးရေးအတွက်လောက်ကိုပဲတိုက်ပွဲဝင်နေကြတာလို့ဝေဖန်နေကြချိန်မှာပဲ KUK မျိုးသားစီယုံဘက်က အခုလိုပြောလိုက်တာပါကင်းပြည်သာမကဘူးပဲကျွန်တော်တို့မူဝါဒအရာကျွန်တော်တို့အမျိုးသားအားလုံးလူမျိုးရေးအတွက်ဆိုရင်တော့ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်ဘယ်နေရာမှာဖြစ်ကျွန်တော်တို့တိုက်ထောက်ရမှာဒီဆက်နော်ရှင်စနေအဲအရာမလို့ကင်းပြည်တွေမှာလည်းမကဘူးကျွန်တော်တတ်တယ်လေပြီးခဲ့တဲ့ဒီဂိုးတိုင်းတွေမှာ နော်အထူးသဖြင့်ဒီကတက်မတက်တက်မသုံးလို့ပဲမှာဒါကဆက်ဆက်ပြီးတော့တောင်ဝင်ဒေသနဲ့နီးတဲ့ဒီပြုံးနာနေစားနဲ့နီးတဲ့ဒေသဒီကျွန်တော်တို့အဲ့ဒီဒေသဒီတိုက်နေတာပဲလေဒီကီယင်ပြည်မဟုတ်ဘူးအခုဒီဗမာအစိုးရဆက်ဆက်အသတ်မှတ်ထားတဲ့ဒီကီယင်ပြည်ဆိုတာပွ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 လေးပါကျွန်တော်တို့အတွက်အတားလူနည်းစုလောက်ပဲရှိတာကျွန်တော်တို့ကီယင်လူမျိုးကဒီပြည်နယ်ဆိုတဲ့အနေအထားဒေသအပြင်ဘက်မှာအများစုနေကြတာအဲအောင်လို့ကျွန်တော်တို့လောက်ရရှိတာကိုဆက်လုပ်သွားမယ်ကျွန်တော်တို့အခြားမျိုးသားတွေနဲ့လက်တွဲပြီးတော့ဒီဆက်နယ်ရှင်စနစ်ကိုပြုတ်အစိုးရနဲ့အောင်မယ်ကျွန်တော်ဆက်ပြီးတော့တိုက်ထုတ်သွားမယ်အဲ့ဒါကိုကျွန်တော်တို့ရညွန်မှန်းချက်ပဲ KNU ဟာမျိုးကြီးတွေကိုမသိမ်းသေးပေမဲ့နေဆက်ကွန်တွေရေးချက်ချာကြတဲ့ထိုင်းမြန်မာနယ်စပ်တလျှောက်ကစစ်ကောင်စီစခန်းတွေကိုဗျူဟာမြောက်သိမ်းပိုက်ထားပြီလို့ဆိုပါတယ်တိတ်ပြီးတော့နေတယ်ဆိုပေမဲ့အချိန်ကာရောက်လာတော့တတ်မှာကိုယ်ထလုပ်လိုက်တော့ကိုယ်ကလည်းကွိနေကွိနေဝုံနေဝုံနေတလုံးကြီးတလုံးတလုံးလုံးလုံးကိုသူပျော်နေတာပဲအခုဆိုတော့တိတ်တော့မကြံတော့ဘူးနေစားရောမှာအထူးသဖြင့်ကျွန်တော်တို့ရဲ့နေစားရောမှာထိုင်းနဲ့ဆက်ဆက်နေတဲ့ဟိုတတ်မှာငါးဆိုပြောင်းပြီးရှင်းပြီး ်အခုကတက်မှာခုန်လဲကုန်တော့နှစ်လေးပဲကြာတက်မှာ6ဆိုဗျူကတစ်ခုစားလောက်ပဲကြာတော့လဲအဲ့နေစားမှာဟိုတက်မှာ၄လဲထိကိထိထားဆိုပြုတ်ထွက်ကုန်ဆိုတော့ကျွန်တော်တို့အရှိလျားဆုံးဖြစ်တဲ့နေစားမြင်းချောင်းထိုင်းနိုင်ငံနဲ့ဆက်စပ်နေတယ်ဟိုဂရင်းနေစားအဲ့ဒီတက်မှာ၅စားပြီးတော့ဟိုတက်မှာ၄အဆုံးထိအဲ့လောက်ကီလိုမီတာရာပေါင်းထောင်နဲ့ချီတဲ့နေရာတွေကကျွန်တော်တို့အကုန်လွှမ်းမိုးနိုင်တော့မှာဆိုတာဒါကကျွန်တော်တို့ရဲ့အောင်ပွဲတွေကြီးကဒါကတကယ်ကုံတွေစခန်းကြီးတွေညောင်ပြီးမဲဆောက်ကုံတွေစခန်းကြီးတွေနောက်တော့အခုထိခိနေစားကုံတွေစခန်းကြီးတွေက တကယ်အရေးပါတဲ့နေရာကြီးဖြစ်တယ်မြို့ကြီးတမြို့ဆိုတော့သုံးနေတယ်သိမ့်နေတဲ့နေသားနဲ့တူရပြဘာဖြစ်လဲဆိုတော့အင်မတန်မှပဲရှစ်တလန်းတူဖို့အတွက်တကယ်ကိုအရေးပါတဲ့အနေအရာတစ်ခုကိုကျွန်တော်ရရှိသွားပြီလို့ပြောလို့ရတယ်ဗျာလည်းစကားကနည်းလေးစကားလည်းစကားလောက်ပေါ်လေလီဒီအစားလမ်းကိုသူပြန်ပြီးတော့ထိန်းချုပ်နိုင်ပြီဒီခုနကတော့ပြောမြောက်ဒီကိုပြန်ထိုးဖောက်နိုင်ပြီဆိုရင်မြောက်ဒီမှာကျွန်တော်တို့ဒါ တိချက်အိမ်ကြီးချင်းနဲ့တို့စကားပြောပြီးတော့မှတို့လှုပ်လှုပ်လှလှုပ်လို့ရမယ်နေ့အချက်ဒီလမ်းကိုတို့ပြန်အသုံးပြနိုင်ပြီဆိုရင်ခုနတော့ပြတို့ရဲ့ဒီတက်တက်စစ်တက်အတွက်ကိုအများကြီးဒီမွေးကြီးတွေအထောက်ကူပြုလာပြုနိုင်တယ်ဒါကြောင့်တို့လည်းကောင်းကောင်းသိရတယ်ဒါကြောင့်တို့တို့ကလည်းဒီလမ်းနဲ့ပတ်သက်ပြီးတော့အသေးအတန်နင်းနင်းညံ့ညံ့ထိုးစစ်ဆင်နေတယ်ကျွန်တော်ပြောတိုက်ပွဲပေါင်း200ကျော်ဆိုတဲ့ပမာဏကနည်းတဲ့ပမာဏမဟုတ်ဘူး ဒါပေမဲ့တို့တို့ဒီလောက်ထိလှုပ်တယ်လှုပ်ခဲ့တယ်ဆိုပေမဲ့ခုနကကျွန်တော်တို့ကခုနကပြောပြောတဲ့စိတ်ပိုင်းဆိုင်ရာစိတ်သက်ဆိုင်ရာကျွန်တော်တို့ကလုံးဝဒီဟာကိုအဆုံးမပေးဘူးငါတို့တေတေပေးစင်ငါတို့ရအောင်ခုခံမယ်ရအောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့တိုက်ကြတဲ့အပေါ်မှာတို့တို့ဒီဒီကနေ့ဒီကချိန်ဒီမတက်နိုင်ဘူးမတက်နိုင်တဲ့အပေါ်မှာခုနကထိုးစေးကနေကျွန်တော်ပြောသလိုပဲအစရဲကြောင့်ပြောတာအခုတို့တို့ခံစစ်ပြန်ဖြစ်သွားပြီ KNU ကမျိုးသားစီယုံလက်နက်ကင်တက် KNL နဲ့ PDF ပူအောင်တက်တီဟာအခုနောက်ဆုံးနာမည်ကျော်ဒီဘောဘုတ်စကန်ကိုတင်ပိုက်လိုက်ပါပြီ။ ဒါအပြင်ကင်ယူဌာနချုပ်ဟောင်းမနာပလော့ကိုလည်းပြန်လည်သိမ့်ပိုင်နိုင်ခဲ့သလိုပဲခူးတိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ဒီမှာလည်းတိုက်ပွဲတွေဆင်နွှဲနေကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါတမခုခွန်တက်တည်ဖြစ်ကြတဲ့ခလာရ59ခမရ8 ခမရ3တိတို့ပါဝင်တဲ့စစ်ကြောင်းတွေဟာမေလ22ရက်မှာကလေးမြို့ကနေချင်းတောင်ဘက်ကိုစတင်စစ်ကြောင်းထိုးလာပြီးအခုဆိုရင်နှစ်ပတ်နီးပါးကြာမြင့်လာပါပြီ။ဒါပေမဲ့ကလေးမြို့ကဆိုစိုက်မန်အောက်တာဝေးတဲ့မှော်ပြီးရွာမှာအခုချိန်ထိစခန်းချနေပြီးရွာတွေကနေအိမ်တချို့ကိုမီးရှို့တာဖောက်ထွင်းတာနဲ့စစ်ရှောင်းတွေကြံခဲ့တဲ့အိမ်မွေးတိရစ္ဆာန်တွေကိုခိုးယူနေပြီးဂျွန်လာ2ရက်နေ့မနက်ပိုင်းထိစစ်ကြောင်းရှေ့ဆက်မတက်နိုင်သေးတဲ့ကြောင်းဒေသခံတယောက်ကပြောပါရယ်။ စကားစားပွဲရောသူတို့ဒီမော်ပီယွာအချောဘရောဝမ်ဆမ်ယွာအထီးဝင်လာတဲ့အချိန်မှာဒီသူကကွေးတရနဲ့ထိတ်တိုက်ရင်ဆိုင်တော့သူတို့ကဖဲကအချဆုံးများသလားမသိဘူးပြန်ဆိုပရိုင်မော်ပီမှာပဲစကန်ချပြတော်ရဲမှာပိတ်မိနေတဲ့သူတွေရောကဲထုတ်လို့မရသေးဘူးသူတို့ကိုယ်တိုင်လည်းလမ်းမလျှောက်နိုင်ဘူးပြီးတော့ကျွန်တော်တို့ကလည်းဝင်လို့မရဘူးပါနော် မေလ21ရက်နေ့စစ်ကြောင်းထိုးချိန်မှာရွာသားတွေအားလုံးထွက်ပြေးကြပေမဲ့အသက်80ကျော်နဲ့80ဝန်းကျင်အရွယ်တပ်ကြီးရဲတွေကြားမကြီးမကောင်းသူနဲ့မတန်ဆွမ်းသူစုစုပေါင်း100ယောက်ဝန်းကျင်လောက်ဟာနီးစပ်ရာတော်ရဲကတနေရာမှာတင်းရှောင်းရင်ပိတ်မိကြမ်းခဲ့တာဖြစ်ပါတယ်။ချင်းတော်လိုင်းပူပေါင်းတပ်တွေကခုခံတာကြောင့်စစ်ကောင်စီတပ်တွေဟာမှွာပြီးရွာကိုကြော်ပြီးတော့မထွက်နိုင်သေးပဲဒေသခံတွေပါပိတ်မိနေကြတာဖြစ်ပါတယ်။ အဲ့ဒီစစ်ကြောင်ဟာတီးသိမ့်ကိုကာကွယ်ဖို့အတွက်နေမြေရအချက်ကြကြတဲ့တိုင်းငင်းလန်းစုံနဲ့တီးသိမ့်တိုင်းငင်းကြားလမ်းလုံးကြုံရေးထိုင်ကျင်တာဖြစ်နိုင်တဲ့အကြောင်းစေးလိလသူကလည်းပြောပါဗါးအဲလမ်းလုံးကြုံရေးပေါ့နော်တီးသိမ့်မျိုးကာတဲ့လုံကြုံရေးထွက်လာတာလို့ယူဆပါတယ်ရှင်းနှစ်ဖွဲ့ပေါင်းပြီးတိုက်တာဆိုတော့သူတို့ရဲ့စေးကြီးမှန်းချက်ဖြစ်တဲ့ဒီတိုင်းငင်းတိုင်းငင်းနဲ့ရှိပဲတနေရပါတော့အဲ့မှာစစ်စခန်းချခဲ့မယ်ဆိုရင်တောင်မှပဲသူတို့တွေဒီချင်းကဝေးတက်ဖွဲ့ရဲ့ လက်စာတုံချီမုံကြီးကိုခံမယ်လို့တော့ကျွန်တော်ကတော့ညှော်လိုက်ပါတယ်ဒါအပြင်စစ်တပ်ဟာတီးသိမ့်ကိုစစ်ကူပို့ဖို့နဲ့ဖလန်းကိုပြန်သိမ်းနိုင်ဖို့အတွက်တိုင်းငင်းလမ်းစုံကိုထိန်းချုပ်ခြင်းနဲ့သဘောရှိတယ်လို့သုံးသပ်သူတွေလည်းရှိပါတယ်အခုလိုစစ်ကြောင်းထိုးတာကြောင့်မိုးရိပ်စတရွာနေတဲ့ဂျာကပဲချင်းတောင်ပေါ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးဒေသခံတွေလည်းထွက်ပြေးနေခဲ့ရတာဖြစ်ပါတယ်ရုတ်တရက်ထွက်ပြေးရတဲ့အတွက်ဒေသခံတွေဟာ ရှိခနဲ့အရေးကြီးပစ္စည်းတွေမယူလာနိုင်ခဲ့ပဲစားရေးအတွက်အခက်အခဲဖြစ်နေသလိုနေထိုင်မကောင်းသူတွေရှိနေပြီးနှွေထွေးမဲ့အဝယ်စားတွေလည်းအရေးပေါ်လိုအပ်နေပြီလို့ပြောကြပါတယ်ကျွန်တော်စိုးသူအောင်ပါဒီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခရရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကေခိုင်ပါရှင်